ကဲဒီနေ့ပွဲကိုကျွန်တော်မြန်မာယူမိုက်ခရိုဖလင်ကုမ္ပဏီရဲ့ဖိတ်ကြားမှုနဲ့ကျွန်တော်လာခဲ့တာပါဟိုဒီလိုမျိုးရုပ်ရှင်ပွဲတော်တွေနှစ်နိုင်ငံလုံးမှာရှိတင်ပါတယ်ကိုမြန်မာကားတွေလည်းတစ်ဖက်မှာသွားပြတာမျိုးဟိုသူတို့စီကကားရလေကိုယ်စီမှာလာပြတာမျိုးကအချင်းချင်းလည်းပို့ပြီးရင်းနှီးသွားတယ်အမှုပညာတွေ့ကြုံနေတယ်ဖလဲလို့ရတယ်အဲ့ဒီအတွက်ဝမ်းသာပါတယ်ခင်ဗျာ ဒါတော့ဟိုလိုမကြမကြလုတ်ဖြစ်တာတော့ကောင်းပါတယ်ကျွန်တော်တို့နိုင်ငံယဉ်ကျေးမှုပူးပေါင်းမလဲပြီးတော့ကိုယ်နိုင်ငံကားတွေလည်းသူတို့စီသွားပြသူတို့ကားတွေလည်းဟိုကိုယ်စီလာပြဒါကယဉ်ကျေးမှုအရာရော marketing ရောအကုန်လုံးအကောင်းပါတယ်ထထုံးစံကနေတရုတ်ပေါ်ရေရွှေသတင်းပတ်နဲ့တရုတ်မြန်မာတန်တမာဆက်ဆံရေးထူထောင်ခြင်း85နှစ်ပြည့်အထိမ်းအမှတ်ရွှေပွဲတော်ကိုစောင့်မျှော်ကြပါစို့ ဖြစ်တဲ့အကြောင်းကကျွန်တော်တို့ဟိုကျွန်တော်ကမြန်မာယူမိုက်ခရိုပလင်နဲ့ကျွန်တော်လက်တွဲခဲ့တာ6နှစ်လောက်ရှိပြီပေါ့နော်2016ကနေစပြီးတော့လက်တွဲခဲ့တာ6နှစ်လောက်ရှိပြီအဲ့တော့မြန်မာယူမိုက်ခရိုပလင်ကလှုပ်တဲ့ပွဲတွေဖိတ်ကြားတဲ့ပွဲတွေဆိုလို့ရှိရင်ကျွန်တော်အမြဲတက်ဖြစ်တယ်ဒီသူတို့ဘက်ကဖိတ်ကြားရတယ်ဆိုလို့ရှိရင်အများကြီးတော့ပြတယ်အခုလည်းအဲ့လိုပဲအဲဒီ company ဘက်ကကျွန်တော်ဖိတ်ကြားလို့ကျွန်တော်လာပြတာပါ မကြမကြလုတ်ဖြစ်တာတော့ကောင်းပါတယ်ကျွန်တော်တို့နိုင်နိုင်ငံယဉ်ကျေးမှုပူပေါင်းမလဲပြီးတော့ကိုယ်နိုင်ငံကားတွေလည်းသူတို့စီသွားပြသူတို့ကားတွေလည်းဟိုကိုယ်စီလာပြဒါကယဉ်ကျေးမှုအရာရော marketing ရောအကုန်လုံးအကောင်းပါတယ်ထွေးမွေးမှုသူငယ်ချင်းမဆူရီနဲ့ပေါင်းတဲ့ဆက်ဆက်မှုခန်းစားချက်တွေထပ်တူကြမှုစတဲ့နှွေးခွေမှုတွေကိုကျွန်တော်တို့အားလုံးတံမိုးထားပါတယ်ဒါ ဇလန်တစ်ခုတပူပါတယ်။အမြင်အာယုံနဲ့စိတ်ဝိညာဉ်ရဲ့ပဲ့တင်ထပ်တန်တွေပါ။ရုပ်ရှင်ကားလေးတစ်စက်ကျွန်တော်တို့ဟာတူတူမြင်တွေ့ရပြီးအပြည့်အမှန်သိရှိနားလည်လာကြပါတယ်။小朋友，这是。真的吗？我们在乎结局。未来的你一定会感谢奋斗的自己。 ကားကောင်းကောင်းလေးတွေများများထွက်နိုင်မှုလိုတာပေါ့ဗျာအဓိကတော့ဒါပါပဲကဲဒီနေ့ပွဲကိုကျွန်တော်မြန်မာယူမိုက်ခရိုဖလင်ကုမ္ပဏီရဲ့ဖိတ်ကြားမှုနဲ့ကျွန်တော်လာခဲ့တာပါဟိုဒီလိုမျိုးရုပ်ရှင်ပွဲတော်တွေနှစ်နိုင်ငံလုံးမှာရှိတင်ပါတယ်ကိုမြန်မာကားတွေလည်းတစ်ဖက်မှာတော့ပြတာမျိုးဟိုသူတို့စီကကားရလေကိုယ်စီမှာလာပြတာမျိုးကအချင်းချင်းလည်းပုံပြီးရင်းနှီးသွားတယ်အမှုပညာတွေ့ကြုံနေတယ်ဖလှယ်လို့ရတယ်အဲ့ဒီအတွက်ဝမ်းသာပါတယ်ခင်ဗျာ 2025ခုနှစ်တရုတ်ပေါ်ရေရွှေရှင်တရင်ပတ်နေ့တရုတ်မြန်မာတန်တမာဆက်ဆံရေးထူထောင်ခြင်း85နှစ်ပြည့်အထိမ်းအမှတ်ရွှေရှင်ပွဲတော်ကိုစောင့်မျှော်ကြပါစေ။